2025ခုနှစ်မတ်လ28ရက်ကလှုပ်ရှားခဲ့တဲ့အလွန်ပြင်းထန်တဲ့မြင်ငရေလှုပ်ခတ်မှုကြောင့်ပြိုကျပျက်စီးခဲ့တဲ့စပူတီတီမျိုးနဲ့ညာနာတိတိရက်ကွက်တိုင်မန်3369မှာပေးမိနေသော နိုင်ငံသားရေးဝန်ကြီးဌာနမှအဝန်ထမ်းတဦးရဲ့ရက်ကမတော်ဆက်သူစံမာရေးဝန်ကြီးဌာနဌာနခွဲစီကြီးအငိမ့်စာဒေါ်ဆန်းဆန်းထွေအသက်62နှစ်ဖြစ်သူကိုမိသက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမြတ်သူရဲ့အနီးကကြီးကြပ်မှုဖြင့်ရန်ကုန်တိုင်းဒေသကြီးမိသက်ဦးစီးမှုဦး ဦးမင်းဆိုင်ဦးဆောင်သော မိသက်ဦးစည်းဌာနရှာဖွေကယ်ဆေးတပ်ဖွဲ့ဝင်များကဒီကနေ့မနေ့၈နာရီ55မိနစ်ခန့်မှာစတင်ကယ်ဆယ်ဆောင်ရွက်ခဲ့ရာ9နာရီ55မိနစ်ခန့်မှာအသက်ရှင်လျက်အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပါတယ်။ မိသက်ဦးစီးဌာနရှာဖွေကယ်ဆေးတက်ဖွဲ့ဝင်များအနေဖြင့်ပြည်တွင်ပြည်ပရှာဖွေကယ်ဆေးအဖွဲ့များနှင့်ပူးပေါင်းပြီးရှာဖွေကယ်ဆေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာဒီကနေ့ထိအသက်ရှင်လျက်အမျိုးသား334ဦးအမျိုးသမီး335ဦးစုစုပေါင်း649ဦးနဲ့တေဆုံးလျက်အမျိုးသား245ဦးအမျိုးသမီး256ဦးစုစုပေါင်း900တဦးတို့ကိုရှာဖွေကယ်ဆေးဆောင်ရွက်နိုင်ခဲ့တယ်လို့သတင်းရရှိပါရရှင်။